သူမအကြောင်းပြောနေတဲ့လူတွေကိုလိုင်းလွင့်ကဒဲဝုန်းလိုက်တဲ့တဏ္ဍာမိုးသိမ့်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ producer တထေးကြီးကိုရွှေမန်းနဲ့သူရဲ့ချစ်သူအောင်တဏ္ဍာမိုးသိမ့်နဲ့ဇနီးအစ်သည်ဆရာဝန်မလေးတို့ရဲ့ဇလံကတော်တော်လေးပွဲစုနေရပါဒီကိစ္စမှာပရိသတ်အများစုက၄နှစ်ကြာတွေ့ခဲ့ပြီးမှလက်ထပ်ခွင့်မရခဲ့တဲ့တဏ္ဍာမိုးသိမ့်ဘက်ကနာကျင်စွာနဲ့ယက်တီပေးခဲ့ကြပါတယ်အခုတော့တဏ္ဍာမိုးသိမ့်ကသူမဟာအစွန်ပြစ်ခံမဟုတ်ကြောင့်ကိုရွှေမန်းရဲ့ဖောက်ပြန်မှုတွေမြင်တဲ့ ီအယောင်90လောက်နဲ့ပတ်သက်ခဲ့မိတာတွေကိုတိလက်ရောက်လုံးမှုတွေကြောင့်သူမကစွန့်ပစ်ခဲ့ရဖြစ်ကြောင်းဒါရီကိုတောင်ကိုရွှေမန်းကမင်္ဂလာမဆောင်ခင်အထိဖုန်းတွေခေါ်နေတော့မယ်လို့ဖွင့်ချလိုက်တဲ့ချိန်မှာဒီကိစ္စတွေကိုဝင်ပါလာတဲ့သူတွေအများကြီးရှိလာပါတယ် မော်ရင်လာရမင်းရဲ့ရဖာဝင်အရင်ကတည်းကတဏ္ဍမိုးသိန်းနဲ့မတည့်တဲ့သူတွေကပရိုဂျူဆာကြီးကိုမရလို့ဒရမာခင်းနေတာအတန်ရှင်းရှာပြနေရသူကမောင်းမရိုင်းဆိုင်လို့ဝစ်လေတာဆိုပြီးတော့ဝိုင်းဝန်းပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ပွဲကိုအငြိမ်ဆုံးကနေအကြမ်းဆုံးဖြစ်သွားစေခဲ့တာကမင်းသားထွန်းထွန်းရဲ့ဝင်ရောက်လာမှုပါပဲ။ထွန်းထွန်းကကိုရှင်မင်းရဲ့ဇနီးအစ်စ်ဆီယဝင်းမာလီဘက်ကနေအပြေးဝကာဝယ်ပြီးတော့တဏ္ဍမိုးသိန်းကလိန်နေတယ်လို့ဒရမာပဲခင်းနေတယ်လို့ ဖုန်းခေါ်ရဆိုတာကလည်းမဟုတ်မှန်နေဖြစ်ပြီးတော့ဝင်ရောက်ဖြည့်ရှင်းခဲ့ရပါအစိုးဆုံးကတော့ထွန်းထွန်းဟာသူရဲ့တငယ်ချင်းဆီယဝင်းမလေးကတန်ဖိုးရှိတဲ့မိဘအတန်းဝိုင်းကောင်းတဲ့သူဖြစ်ကြောင်းတင်စားရေးသားခဲ့တာပါပဲ။ဒီစကားတွေအလုံးရဲ့အတိတ်ဘယ်ကတနာမိုးသိန်းကိုတန်ဖိုးမရှိတဲ့သူအတန်းဝိုင်းမကောင်းတဲ့သူလိန်ညာသူလို့သွဲဝိုက်ပြီးတော့ဆွဆွဲလိုက်တယ်လို့ဖြစ်သွားပါရဲ့။ ဒီနေရာမှာတော့တနာမိုးသိန်းတယောက်လုံးဝကိုသီးမခံနိုင်တော့ပဲသူရဲ့ Facebook ကနေလိုက်လွင့်ပြီးတော့သူမကိုဝိုင်းဝန်းတိုက်ခိုက်နေတဲ့သူတွေအထူးသဖြင့် producer ကိုဖားပြီးတော့သူမရဲ့ဂုံတိတ်ခါတွေကိုထိခိုက်အောင်လုပ်နေတဲ့သူတွေကိုတဲ့ဝုံးပါတော့တယ်တနာမိုးသိန်းကသူရဲ့ live မှာသူမကဒီကိစ္စကိုအစကတည်းကငြိမ်နေခဲ့တာဒါပေမဲ့တစ်ဖက်ကလူတွေကသူ့ကိုစွန့်ပစ်ခံဆိုပြီးဂုံတိတ်ခါထိခိုက်အောင်စလုပ်ခဲ့လို့သာ ပြန်ရှင်းခဲ့ရတာဖြစ်ကြောင်းပြောပါတယ် အထူးသဖြင့်တော့ထွန်းထွန်းရဲ့အတန်းဝိုင်းကောင်းဆိုတဲ့စကလုံးကိုတည့်တည့်ပြစ်မှတ်ထားပြီးတော့သူ့ရဲ့တငယ်ချင်းဆရာဝန်မလေးကအတန်းဝိုင်းကောင်းနဲ့မိဘကောင်တမီမလို့အပြော်မကြမ်းတင်မှုဆိုတော့ကျမကဘာဖြစ်နေလို့လဲကျမကအတန်းဝိုင်းမကောင်းမှုလားကျမကိုအပြော်ကြမ်းလို့ရတယ်လို့ပြောချင်တာလားဆိုပြီးလူကြီးလူကောင်မဆန်တဲ့ထွန်းထွန်းကိုမိကွန်းထုတ်တိုက်ခိုက်ခဲ့ပါတယ်ဆက်လက်ပြီးတော့တနာမိုးသိန်းကသူမဟာမိန်းကလေးတယောက်ဖြစ်တဲ့အတွက်တစ်ဖက်က producer တထေးကြီးကိုဖားကျင်စောနဲ့မျက်နှာလှုပ်ချင်စောနဲ့သူမရဲ့ဂုံသိန်းခါတွေကိုအလွန်ကြုံ ထိုးနဲ့တိုက်ခိုက်တာတွေကိုလုံးဝလက်ခံမှာမဟုတ်ကြောင်းတည်ပြောခဲ့ပါတယ်။သူမအခုချိန်ထိအများကြီးဖွင့်မချပဲငြိမ်နေတာကတခြားသူကြောင့်မဟုတ်ပဲကိုရွှေမန်းနဲ့လက်ထပ်ထားတဲ့သူတို့သမီးမိန်းကလေးရဲ့ဂုဏ်သိက္ခာကိုစောင့်ထိန်ပေးနေလို့သာဖြစ်ကြောင်းမဟုတ်ရင်သူမမှာတတ်တွေတွေအများကြီးရှိတယ်။အကုန်ဖွင့်ချပြလိုက်လို့ရတယ်။ဒါပေမဲ့ကိုချင်းစာတရားနဲ့ထိန်နေတာဖြစ်ကြောင်းဒါကြောင့်မလို့သူမကိုဆက်ပြီးတော့ဂုဏ်သိက္ခာကြဆင်းအောင်လုပ်နေမယ်ဆိုရင်လုံးဝတိခန့်တော်မှာမဟုတ်ဘူးလို့ပြပြတတနဲ့တတိပေးလိုက်တာဖြစ်ပါတယ်။ကြေ ဲပရိသတ်ကြီးအခုတော့ဇလန်းကတနမိုးသိန်းတယောက်ထဲနဲ့ပရိုဂျူဆာရဲ့မိတ်ဆွေများဆိုပြီးတော့အုပ်စုနှစ်စုတိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်ပရိသတ်ကြီးတို့ကရောဒီကိစ္စမှာဘသူဘက်ကရက်တည်ခြင်းမှသာလဲမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြီးစုပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်